ရင်းဆက်အပ်ပါသော အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနှင့်လူလူလှရှားမှုမှာပါဝင်ဆင်နွှဲနေကြတဲ့တိုင်းသားညီကုံမောင်နှမများတော်လိုင်းအင်အားစုများနဲ့ပြည်သူတရက်လုံးကိုပနာမအနေနဲ့လေးစွာစွာဂါဝပြုနှုတ်ခွန်းဆက်တတ်အပ်ပါတယ်။ယနေ့ကြရောက်တဲ့89ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနှင့်အထိမ့်မှဖြင့်ငါတို့အတန်းငါတို့တိုက်ပွဲငါတို့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြည်သူလူထုလှရှားမှုမှာ ပြုလုပ်ခြင်းဟာအခုလို တော်လှန်ရေးကာလအတွင်းအချိန်နဲ့တပြေးညီမှန်ကန်တဲ့နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒီလိုရေးပါတဲ့လူမှုလှုပ်ရှားမှုကိုဥဆောင်ကျင်းပါတဲ့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနနဲ့တူပူးပေါင်းပါဝင်ကြတဲ့ပြည်သူလူထုတရက်လုံးကိုလည်းအထူးကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါပဲ။ကမ္ဘာလူခွင့်ရေးကြီးညာစာရန် UDHR ကိုဒုတိယကမ္ဘာစစ်တွင် ဖြစ်ပေါ်ခဲ့တဲ့လူမဆန်တဲ့အဖြစ်ဆိုးများထပ်မံမဖြစ်ပေါ်စေဖို့အတွက်1948ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ဒီကြီးညာစာတိုင်းအပိုက်တက်မှာ လူသားတိုင်းငွေဖောလာရာတွင်လွတ်လပ်ပြီးဂုံတိတ်ကံနှင့်အခွင့်အရေးများတူညီကြတယ်လို့အခိုင်အမာပြဋ္ဌာန်းထားပြီးမြန်မာနိုင်ငံမှာပေါ်ပေါက်လာခဲ့တဲ့အကြမ်းဖက်ဆင်အာဏာရှင်ဆက်ဆက်ဟာနိုင်ငံသားတွေရဲ့ အခြေခံလူခွင့်ရေးကိုနှင်းစင်နဲ့အမျှနှင်းချီဖြည့်ဆည်းခဲ့တဲ့ဆိုးရတဲ့သပိုင်းဆိုးကိုသာထက်ခါထက်ခါကျူးလွန်ခဲ့ကြတာအားလုံးသိရှိပြီးဖြစ်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့လည်းအချမ်းပဲစေအုပ်စုရဲ့မတရားအာဏာလုယူမှုကိုခုခံတွန်းလှန်ရင်းမိမိတို့ရဲ့လူခွင့်ရေးနဲ့လွတ်လပ်မှုများကို ပြန်လည်ရရှိဖို့ခက်ဆက်ဆက်မဆုံးမနစ်တိုက်ပွဲဝင်နေကြတာယခုပြည်သူ့ຫນွေဥတော်လိုင်းအထိပဲဖြစ်ပါတယ်။ ခေဆက်ဆက်ဖြတ်တန်းခဲ့ရတဲ့တော်လှန်ရေးများလိုပဲယခုနော်ဥတော်လှန်ရေးခီးတခြားမှာလည်းပြည်သူလူထုအနေနဲ့မတရားမှုကိုခံစည်းခံပြီးအချမ်းပဲစစ်အုပ်စုကိုကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်ရရှိကြပါတယ်။ဒီတော်လှန်ရေးဟာဖြတ်တန်းခဲ့တဲ့တမိုင်းတခြားအရင်းအီးအများဆုံးဖြစ်သလိုထိုက်တန်တဲ့ရက်လက်ကုန်ကိုရရှိဖို့အခွင့်အလမ်းအများဆုံးတော်လှန်ရေးတစ်ခုဖြစ်ပါတယ်။တော်လှန်ရေးကိုလှင်းလင်းမြင်းမြန်အောင်အောင်မြင်းမြင်းအဆုံးမတတ်နိုင်သည်ဗျ။ ပြည်သူလူထုရဲ့ဘောဟာအကြမ်းဖက်စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်မှာလွတ်လပ်စွာဆုံးဖြတ်ခွင့်လုံခြုံမှုရှိခွင့်တရားမျှတစွာရှင်သန်ခွင့်နဲ့တရားဥပဒေစိုးမိုးမှုအောက်မှာအကာအကွယ်ရပိုင်ခွင့်စတဲ့အခြေခံလူခွင့်ရေးများ လုံးဝပြုတ်ဆုံးနေမှာပဲဖြစ်ပါတယ်။ကျွန်တော်မျိုးသားညီညွတ်ရေးဆိုတာ NUG နေဖြင့်ပြည်သူလူထုနဲ့အတူတူတကားတဲ့ရက်တည်ပြီးလူခွင့်ရေးချုပ်ဖောက်မှုဆိုင်ရာအချက်အလက်များကိုစနစ်တကျအမှတ်တမ်းတင်ခြင်းနိုင်ငံတကာရာဇဝတ် ခုံရုံး ICC အပြည်ဆိုင်ရာတရားရုံး ICJ စတဲ့နိုင်ငံတကာတရားစီရင်ရန်ရမယ်နဲ့ပူးပေါင်းဆောင်ရွက်ခါတရားမျှတမှုကိုရရှိဖို့အတွက်အစီအမင်းကြိုးပမ်းလျက်ရှိသလိုနိုင်ငံရေးနိုင်ငံခြားရေးစစ်ရေးအုပ်ချုပ်ရေးစတဲ့ကဏ္ဍဆောင်ကလည်းနေ့စဉ်မပြတ်ကြိုးပမ်းတိုက်ပွဲဝင်လျက်ရှိပါတယ်။အခြားတစ်ဖက်မှာလည်းကျွန်တော်တို့ပြည်သူတွေရဲ့ရဲရဲနဲ့တိုက်ပွဲဝင်မှုကြောင့်လူခွင့်ရေးကိုအခြေခံပြီးကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကင်ဆွဲခဲ့တဲ့နိုင်ငံရေးရန်ရာတွေဟာဒေသအသီးသီးမှာပေါ်ပေါက်လာနေပါပြီ။ဒါဟာစစ်အာဏာရှင်စနစ်ကနေလွန်ပြောင်းပြီးလူသားအားလုံးရဲ့ကိုယ်ပိုင်အခွင့်အရေးတွေထုံးကားတဲ့နိုင်ငံတော်တစ်ကိုပြည်သူကိုယ်တိုင်တည်ဆောက်နေပြီဆိုတာကိုကဘာကိုပြသနေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့တော်လိုင်းရာအရင်းအမြစ်ကြီးမှလာကြောင်းအနာဂတ်တွေအမျက်ကြီးကြီးရဖို့လိုပါတယ်။အဲ့ဒီအမျက်ကတော့တရားမျှတမှုရှိတဲ့ လူခွင့်ရေးကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတစ်ပဲဖြစ်ပါတယ်။ငါတို့အတန်းငါတို့တိုက်ပွဲငါတို့အခွင့်အရေးဆိုတဲ့စောင်းပုံးနဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ရင်ထဲမှာအမြဲမှတ်သားထားဖို့လိုပါတယ်။ငါတို့သာပြည်သူတရက်လုံးရဲ့မတရားမှုကိုစန့်ကျင်တဲ့ဇဏ္ဍရဲ့အတန်းဖြစ်ပါတယ်။ငါတို့တိုက်ပွဲဟာကျွန်တော်တို့အသက်သွေးချွေရင်းနှီးပြီးဝင်ရောက်ဆွေးနွေးနေတဲ့စစ်အာဏာရှင်အမြင့်ပြည့်ရေးတိုက်ပွဲဖြစ်ပါတယ်။ ငါတို့ခွင့်ရေးဟာပြည်သူတူးကျစီရဲ့အခြေခံလူခွင့်ရေးနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။မြေကုန်းချုပ်အနေနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ရဲရင်တဲ့တိုက်ပွဲဝင်မှုခိုင်မာတဲ့ရင်မှန်းချက်နဲ့ညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာမကြာမီမှာဆက်အနာရှင်စနစ်ကိုအပြည့်တိုင်ခြေမုံနိုင်မှာဖြစ်ပြီးလူခွင့်ရေးအပြည့်အဝရရှိတဲ့မြန်မာနိုင်ငံအစ်ကိုပေါ်ဆောင်နိုင်မယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ကြောင်းပြောကြရင်နေကုန်ချုပ်ပါတယ်။ အားလုံးကျေးဇူးတော်ရယ်ဒေါ်လေးမုတ်ချအောင်ရမယ်